ထိန်ထိန်ကြစေတဘာဝမေသောရရှင်များအားလုံးပဲမင်္ဂလာပါရှင် ထိန်ထိန်ကြစေတဘာဝမွေးဆိုတဲ့ကဏ္ဍလေးပြန်လည်ရောက်ရှိလို့လာပါပြီဒီဒီဘက်မှာတော့မြေဩစာလောင်းပြီဆိုရင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်သောတာရှင်များရှင်တကယ်တော့အပင်တွေမှာသူတို့ဘလောက်တိုင်းတာကို လက်ခံမယ်ဆိုတဲ့ unit ကရှိပြီးသားပါတခါတလေမှာကျွေးလိုက်တဲ့အာဟာရကို နောက်ဆက်တတ်တဲ့ လုံလောက်တဲ့အဆိုတက်ပမာဏမရှိတာကြောင့်လည်းဖြစ်နိုင်တယ်လို့အပင်ခြေကိုတားကပ်ပြီးကျွေးမိလို့အမြင့်လောင်းသွားတာတွေအရွက်ပေါ်ကျသွားတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒီတော့မြေဩဇာလောင်းသွားပြီဆိုရင်အရွက်တွေကခြောက်သွားမယ်။အဝါရောင်ဒါမှမဟုတ်အညိုရောင်တွေဖြစ်သွားတတ်ပါတယ်။ဒီလိုမျိုးအပင်တွေကိုဒုက္ခပေးုံနဲ့မပြီးဘဲညည်စီလွာကိုစားတွေကျန်နေခဲ့ခြင်းဖြင့်ဒုက္ခပေးနိုင်ပါသေးတယ်။စားတွေကမြေစီလွာမှရှောက်သွားနိုင်တာမျိုးတော့မဟုတ်ပေမဲ့ နောက်ဆိုင်တဲ့အပင်ရဲ့အမြစ်ကသူ့အောင်မှာရှိတဲ့အစာကိုလှမ်းဆွဲယူပြီးစားရမျိုးလုပ်တော့မှဆိုတော့အပင်တွေကိုပဲဇက်တိုက်ဒုက္ခပေးသွားမှာဖြစ်ပါတယ်ဓာတ်မြေဩဇာလောင်နယ်လို့ပြောတဲ့နေရာမှာဝယ်လာတဲ့မြေဩဇာထုတ်တွေထဲမှာကနိုက်ထရိုဂျင်စားပါဝင်မှုများတာကအဓိကပြဿနာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်လားဆိုတာစံကြည့်ဖို့တော့နည်းနည်းတော့ခက်တာပေါ့ရှင်။နောက်တစ်ခုကတော့အပင်တွေဟာလုံလောက်တဲ့အဆိုတဲ့ဒါမှမဟုတ် အာဟာရမရတဲ့အချိန်မျိုးနဲ့သူတို့အတွက်စားတွေအများကြီးထိတွေ့နေရတဲ့အနေအထားမျိုးမှာအမြင့်တွေရှုံ့တနေတာကို တွေ့ရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်အမြင့်ဆိုတာကအာဟာရတွေ လက်ခံရရှိတဲ့နေရာ အပင်တွေအတွက်ပထမဆုံးထိတွေ့လိုက်တဲ့အပိုင်းပဲဖြစ်နေလို့ပါ။ဒီတော့တောင်သူဦးကြီးတွေကမြေဩဇာလောင်းနေပြီးဒါမှမဟုတ် အပင်တွေကပုတ်နေတယ်လို့ခံစားရတယ်ဆိုပြီးအမြင့်ကိုဆွဲနှုတ်ပြီးစစ်ဆေးကြည့်ကြပါနော်။ မျောစာလောင်းတာကိုတင်းနံတွေမှာမပြတာခင်တချို့လက္ခဏာတွေကိုမြေကြီးပေါ်မှာပြတတ်နေတာကိုလည်းမြင်တွေ့နိုင်ပါတယ်။ဘယ်လိုမျိုးလဲဆိုတော့မြေကြီးကလုံလောက်တဲ့အဆိုတဲ့အနှဲငယ်တာရှိမနေဘူးဆိုကျွေးလိုက်တဲ့မျောစာမှာပါဝင်နေတဲ့စားတွေကရေမှာပျော်ဝင်မသွားပဲမြေကြီးပေါ်မှာပဲကြံနေခဲ့တာမျိုးပါ။အကျိုးဆက်အနေနဲ့ကတော့အပွင့်အသီးမတင်တော့တာမျိုးဖြစ်နိုင်ခြင်းပဲဖြစ်ပါတယ်။အပွင့်အသီးမတင်တော့တာမျိုးဖြစ်နိုင်ခြင်းအဲဒါကတော့ အများအဖြစ်ကြီးထွားတဲ့အဆင့်မှာနိုက်ထရိုဂျင်ပမာဏများများကျွေးလိုက်မိတဲ့အတွက်ပင်စည်နဲ့အရွက်ကြီးထွားမှုကိုဖြစ်သွားတာပါအဲ့ဒီလိုမျိုးနိုက်ထရိုဂျင်ဓာတ်ကပင်ပိုင်းကြီးထွားမှုကို အားပေးလိုက်တဲ့အခါမျိုးပွားရဲ့အဆင့်က ရောက်မလာတာဒါမှမဟုတ်နောက်ကျတာမျိုးဖြစ်သွားပြီးအပွင့်အသီးမတင်တာတွေပါ ဖြစ်သွားပါတော့တယ်မြေစီလွာမှာမြေဩဇာရဲ့စားသက်တွေများနေပြီဆိုတာပြတာတက်တဲ့နောက်လက္ခဏာတစ်ခုကတော့ အရွက်တွေကြွေးကြခြင်းပါပဲလုံလောက်တဲ့အဆိုတက်မရှိတာနောက်တက်မှတ်ထားတဲ့ပမာဏထက်ပိုကျွေးမိရင်အပင်တွေကညှိုးပြီးကြွေးကြသွားတာမျိုးဖြစ်တတ်ပါတယ်အစောဆုံးပြမယ့်လက္ခဏာတစ်ခုကတော့အောက်ရွက်တွေအရင်ဆုံးကြွေးကြခြင်းပဲဖြစ်ပါတယ်နောက်တစ်ချက်ကကြီးထွားမှုနေတာဒါမှမဟုတ်လုံးဝမကြီးတာမျိုးလည်းဖြစ်နိုင်ပါတယ်အပင်တွေမြေဩဇာများမှာဆိုးလို့ဆိုပြီးအာဟာရမထည့်တာကြောင့်လည်းအပင်တွေကြီးထွားမှုနေနိုင်ပါတယ် ဒါဟာဓာတ်ရိုက်ပတ်သက်နေတာတော့မဟုတ်ပေမဲ့တစ်ခါတလေမှဖြစ်လေဖြစ်တာရှိတတ်တာလေးတွေပါအပင်တွေဆိုတာကတော့လူတွေလိုပဲအစာရေမကျွေးပဲနဲ့ကောင်းကောင်းရှင်သန်ကြီးထွားမှာတော့မဟုတ်ပါဘူးဒါကြောင့်အကောင်းဆုံးကတော့တက်နိုင်ရင်ဒီမြေကြီးတဲ့ဘလောက်ထိအဟာရတက်ရှိနေလဲဆိုတာသိဖို့ဒီခွဲခန့်မှာစစ်ပြီးအဟာရပေးတာမျိုးတွေလုပ်တင်ပါတယ်ဒါကိုဘယ်လိုပြန်ကုစားမလဲဆိုရင်တော့စိုက်ခင်းတဲ့ရေများများသွင်းတာဒါမှမဟုတ် အပင်ကို ရေများများလောင်းလိုက်တာမျိုးနဲ့ကုစားနိုင်ပါတယ်။ဒါဆိုတက်မြင့်ဩဇာထဲမှာပါဝင်နေတဲ့စားတွေကပျော်ဝင်သွားပြီးအမြင့်ရဲ့ဝေးရာကိုတွန်းပို့လိုက်ပါတယ်။ဒီလိုလုပ်မယ်ဆိုရေသိရေထုတ်ကောင်းကောင်းလုပ်နိုင်တဲ့စိုက်ခင်းဖြစ်ဖို့လည်းလိုပါတယ်။မဟုတ်ရင်တော့ရေတွေကအိုင်နေနိုင်ပြီးကိုရှူကိုပတ်တလို့ပဲဖြစ်တယ်လို့ပါ။နောက်တစ်ချက်ကတော့အပင်ပေါ်မှာရှိနေတဲ့ဝါနေတဲ့အရွက်တွေကိုခြွေကြပြီးရှင်းပြလို့ရပါတယ်။ပြီးတော့ဓာတ်မြေဩဇာအပုံလိုက်ကြီးအပင်ချိန်မှာရှိနေရင် လက်နဲ့ပဲမြန်မြန်ဖြတ်လိုက်တာမျိုးတွေလဲကူစားပေးနိုင်ပါတယ်။ခြုံငုံပြီးပြောရမယ်ဆိုရင်တော့အစကတည်းကပေတရာပတ်လဲကိုမြေဩဇာနှစ်ပေါင်သုံးပေါင်း900ခွန်ဂရမ်ကနေ1360ဂရမ်လောက်ထိပဲကျွေးတင်ပါတယ်။တက်နိုင်တဲ့သူတွေဆိုရင်လဲဒီမီးကဘယ်လောက်ထိအာဟာရတွေပါဝင်နေပြီသားရှိနေပြီသားဆိုတာကိုစမ်းစစ်ကြည့်ပြီးရလာတဲ့အဖြေကိုကြည့်ပြီးတော့မှဘယ်လောက်ပမာဏသုံးသင့်ပါတယ်ဆိုတာသုံးဖြတ်ပေးရပါမယ်။မြေဩဇာလောင်းတော်ကို တားမြင်နိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့နည်းနည်းနဲ့ခဏပဲကြွေတာပါပြီးတော့တဘာဝမြေဩဇာနဲ့ဓာတုမြေဩဇာပလဲရောကြွေတာမျိုးပါဘာလို့လဲဆိုတဘာဝကရတဲ့မြေဩဇာတွေဟာဆိုရင်မြေစည်းလွားကျမ်းမာရေးအတွက်လဲစိတ်ချရသလိုစားပါဝဲမှုအားလည်းနည်းလိုပါပဲဒီလောက်ဆိုရင်တော့တောင်သူဦးကြီးတွေအနေနဲ့မြေဩဇာလောင်းနာကိုတားမြင်နိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့နည်းနည်းနဲ့ခဏခဏကြွေတာပါနောက်ပြီးတော့တဘာဝမြေဩဇာနဲ့ဓာတုမြေဩဇာ ပလဲရော့ကျိတာမျိုးပါ။ဘာလို့လဲဆိုတဘာဝကရတဲ့မျိုးရောစာတွေဟာဆိုရင်မြေစီလာကျမ်းမာရေးအတွက်လဲစိတ်ချရသလိုစားပါဝင်မှုနှုံးလဲနည်းလိုပါပဲ။သောတာရှင်တောင်သူဦးကြီးများလဲမိမိတို့ရဲ့မြေစီလာတွေကို ကောင်းမွန်တဲ့မျိုးရောစာတွေမိမိတို့ရဲ့စိုက်ခင်းတွေမှာ မျိုးရောစာတွေကိုမှန်မှန်ကန်ကန်နဲ့ကျွေးနိုင်ကြပြီး တည်နံများများစွာ ဖြစ်တွန်းကြပါစေလို့ဆန္ဒပြုရင်းဒီတစ်ပတ်ထိန်းသိမ်းကြစေတဘာဝမွေအစီအစဉ်လေးကိုဒီမှာနဲ့ရနာလိုက်ပါရစေကျမကတော့ပင်ကီတီရီကျော်ပါဒီဆောင်ပါကိုတော့အစိမ်းအောင်လမ်းကနေပြန်လဲကောင်းလို့တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။